ဆင်းရဲတဲ့ပရိသတ်ကိုအဖက်မလုံလို့လူပြောများနေတဲ့ Novel ရဲ့တောင်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမဲလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်စနိုက်ကျော်တဲ့ကိစ္စဖြစ်လို့မဆုံးသေးခင်ဆင်းရဲနွမ်းပါတဲ့ပရိသတ်တယောက်ကိုမတူတလို့မတန်တလို့ဆက်ဆံတဲ့ Video File ကြောင့်လူပြောများနေပြန်တာကတော့တရုပ်ဆောင် Novel ရဲ့တာပါပြန့်နေတဲ့ဗီဒီယိုဖိုင်မှာတော့ Novel Editor ကဓာတ်ပုံလိုက်ရိုက်တဲ့ဆင်းရဲတဲ့အမျိုးသမီးပရိသတ်တယောက်ကိုမတူတလို့မတန်တလို့လှုပ်သွားတဲ့ပုံရိပ်တွေပါဝင်ခဲ့ပါတယ် ဒီဗီဒီယိုထဲမှာမြင်ရတဲ့ပုံရိပ်ကတော့ Novel Editor ကကျင်းပရုပ်သံဇလန်ဖန်မီတီကအပြန်မှာဖြစ်ခဲ့ပုံပါပဲ Novel Editor ကိုမြင်တော့အဝေးစားခန်းနှန်းနဲ့အသက်40 50အရွယ်အမျိုးသမီးတစ်ယောက်က Novel Editor နဲ့ဓာတ်ပုံရိုက်ချင်လုံလုံပြေးလာပြီးတော့ မင်းသမီးတစ်ချက်လောက်လဲပါအောင်ဆိုပြီးခွင့်တောင်းခဲ့ပါတယ်။ဒီလိုချိန်မှာ Novo Eta ကဆင်းရဲတဲ့ပြည်သက်ဖြစ်လို့အဖက်မလုပ်ပဲဝိကျေတန်းကြီးတစ်ချက်လဲကြည့်ပြီးတော့ဟိုဘက်လဲက iPhone တွေကင်ထားတဲ့ချမ်းသာတဲ့ပြည်သက်တွေဘက်ကိုလှည့်ကြည့်နေခဲ့ပါတယ်။ Novo Eta ကိုအားပေးလို့ဓာတ်ပုံရိုက်ဖို့ကြိုးစားတဲ့ပြည်သက်အမျိုးသမီးကတော့တမီးလေး Novo Eta ကိုဓာတ်ပုံအတူတူတွေ့ရချင်ပေမဲ့အစင်တန်းခွဲကြတဲ့ Novo Eta ကအဖက်မလုပ်သွားလို့အားငယ်ရှယ်ယွန်းနဲ့မျက်နှာမျိုးဖြစ်သွားခဲ့တာကိုတွေ့ရပါတယ်။အဆိုပါဗီဒီယိုဖိုင်ကိုမြင်ကြရတဲ့ပြည်သက်တွေကတော့ စင်ရတဲ့ပရိသတ်ကိုအဖမ်းမလောက်ကဓာတ်ပုံအတူတူမြဲခြင်းနဲ့ Norfolk ထားရဲ့စိတ်ဓာတ်ကိုပြင်းပြင်းထန်ထန်ထောက်ပြကြပါရယ်။တချို့သောပရိသတ်တွေကတော့ Norfolk ထားနေနဲ့ကိုကပရိသတ်တွေတီးတဲ့လက်ခုပ်တန်ကြောင့်အောင်မြင်တဲ့ထိတ်တမင်းသမီးဖြစ်လာပြီဖြစ်လို့စင်ရတဲ့ပရိသတ်ဖြစ်ဖြစ်ချမ်းသာတဲ့ပရိသတ်ပဲဖြစ်ဖြစ်လေးလေးစားစားတုံ့ပြန်သင့်တယ်လို့ဆိုပါရယ်။ နော်ဗိုက်ထားရဲ့ပရိသတ်တွေကိုအစင်တန်းခွဲကြတဲ့ဗီဒီယိုဖိုင်ကြောင့်ငကူကလေးကလွှမ်းပိုင်ကိစ္စနဲ့အမြင်မကြည့်ကြတဲ့ပရိသတ်တွေဟာနော်ဗိုက်ထားကိုပို့ပြီးဝေဖန်ကြတာဖြစ်ပါတယ်။ဒီမတိုင်ခင်မှာတော့နော်ဗိုက်ထားကအနုပညာနဲ့ပတ်သက်လာရင်နာမည်ကောင်းရပါမယ်။အခြေအကိစ္စတွေမှာတော့နာမည်ပြတ်နေရပါ။အထူးသဖြင့်နော်ဗိုက်ထားကသူများရဲ့ချစ်သူကောင်းလေးကိုစနိုက်ကျော်ရဲဆိုပြီးတော့နာမည်ကြီးတယ်လို့ရေးစားများတယ်ဆိုပြီးတော့လည်းနာမည်ကြီးနေပါတယ်။ နော်ဖိုက်ရတာကလွမ်းပိုင်ကိုဘော်ဘီဆောဆာစီကနေစနိုက်ကြော်ခဲ့ပါတယ်။အခုခါမှာနော်ဖိုက်ရတာတယောက်လူတွေရဲ့တရွေးခွက်ထဲမှာမျောပြီးတော့နာမည်ပြတ်နေပါပြီ။အဓိကအပြင်လွမ်းပိုင်နဲ့ပြွပြလုံးနေတဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့အပြီးမှာပို့ပြီးတော့လူတွေဝေဖန်တာခံနေရပါတယ်။အခုဆိုရင်ပရိသတ်တွေကိုအစင်အတန်းခွဲကြတဲ့ဗီဒီယိုဖိုင်ကြောင့်လူပြောပုံများနေပါတယ်။ တချို့ကတော့ Nova ရထားလုပ်ခဲ့ရကတာမန်အခြေရေးကိစ္စဖြစ်တယ်လို့ဗီဒီယိုဖိုင်ကိစ္စကလည်းပြည်သက်ကိုခွဲခြားဆက်ဆံတာမျိုးမဟုတ်ပေလူတွေအများကြီးဓာတ်ပုံရိုက်ဖို့စူးစမ်းနေကြချိန်မှာအာယုံမရတာကတာမန်ပဲဖြစ်ကြောင်းလူတွေဘဝပြည့်အောင်မဝေဖန်ချဖို့အတွက်တိုက်တွန်းနေကြပါတယ် Nova ရထားကအခုလက်တော်လူပြောများနေရဲ့လွှမ်းပိုင်နေနောက်မီးလေးနဲ့ကိစ္စဟာသူမရဲ့အမားမှန်မသိတဲ့အချိန်ကဖြစ်သွားခဲ့တဲ့ကိစ္စပါလို့ဝန်ခံလိုက်ပါတယ်ဒီကြားထဲမှာစိတ်ပူပေးကြတဲ့ပြည်သက်တွေစာပို့ပြီးအားပေးကြတဲ့ပြည်သက်တွေကိုကျေးဇူးတင်ကြ ောင်နော်ဖော်ရထားကဆိုပါတယ်။ဒါအပြင်နော်ဖော်ရထားကသူမရဲ့အနုပညာကိုအရင်လိုမျိုးပဲအားပေးချပါအောင်လို့တောင်းဆိုသွားပါတယ်။ဒီဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်တွေကရောအစင်တန်းခွဲကြတဲ့နော်ဖော်ရထားပေါ်မှာဘယ်လိုမြင်ကြလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။